မင်္ဂလာပါခင်ဗျာအာကျွန်တော်ဒီနေ့တင်ပေးမှာတော့ကျွန်တော်တို့ Thai detail singer ကိုပေါ့ခင်ဗျာကိုယ့်ရဲ့နာမည်ပေါက်ပြန်ပြီးတော့ပြောင်းကျင်ရင်ပေါ့ခင်ဗျာဘယ်လိုပြောင်းရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်းမျှော်ရပေးမှာဖြစ်ပါတယ်ခင်ဗျာအခုကတော့ကျွန်တော် singer ကိုပေါ့ခင်ဗျာရေရှည်သုံးမဲ့လူတွေပြီးတော့ကျွန်တော်တို့ band နဲ့ချိတ်ထားတဲ့သူတွေကကိုယ့်ရဲ့နာမည်ပေါက်ပြောင်းထားတယ်မှာလေခင်ဗျာ singer ကိုပေါ့ခင်ဗျာကိုယ့်ရဲ့နာမည်ပေါက်ပြောင်းထားတာပို့ပြီးတော့ဆေးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ Thai detail singer ကိုပေါ့ခင်ဗျာကိုယ့်ရဲ့နာမည်ပေါက်ပြောင်းကျင်ရင်ဘယ်လိုပြောင်းရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်းမျှော်ရပေးမှာဖြစ်ပါတယ်ခင်ဗျာ အာကျွန်တော်တို့ပထမဆုံးအနေနဲ့မဖြစ်မနေလိုအပ်တာတော့ဒီ detect software လေးဖြစ်ပါတယ်ဒီ detect software လေးကိုကျွန်တော်တို့ play store မှာအာပထမဆုံးအနေနဲ့သွားပြီးတော့ down မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီ play store မှာသွားပြီးတော့ down လိုက်ပါမယ်ခင်ဗျာ play store မှာပေါ့ခင်ဗျာကျွန်တော်တို့ detect ဆိုပြီးတော့ရိုက်ရှာလိုက်ပါမယ်ခင်ဗျာအဲ detect ဆိုရိုက်ရှာလိုက်ရင်ကျွန်တော်တို့ဒီ software လေးဖြစ်ပါတယ်ဒီ software လေးကိုကျွန်တော်တို့ကမဖြစ်မနေ down မှာဖြစ်ပါတယ်ခင်ဗျာအာဒီကျွန်တော်တို့ဒီ detect software လေးကိုမဖြစ်မနေ down ပေးရမှာဖြစ်ပါတယ် ကျွန်တော်ကတော့ down ပြီးသားဆိုတော့မ down တော့ဘူးပေါ့ဗျာ ကျွန်တော်ကဖုန်းထဲမှာဒေါင်းပီးသားရှင်းနေတဲ့အတွက်ကျွန်တော်တို့ဒေါင်းပီးဆိုရင်တော့ဒီ software လေးတောင်းဝင်လိုက်ပါမယ်ခင်ဗျာအ software လေးတောင်းဝင်တဲ့အချိန်မှာကျွန်တော်တို့က sync ကအဲကိုမှတ်ပုံတင်မဲ့ sync ကက internet ရှိတယ်ဆိုရင်တော့အဲ့ဒီ sync ကနံပါတ်နဲ့ auto login ဝင်ပြီးသားဖြစ်တော့ပါလိမ့်မယ်ခင်ဗျာကျွန်တော်တို့မှတ်ပုံဟို internet မရှိတဲ့သူတွေကတော့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကလေးကိုရိုက်ထည့်ပြီးတော့ပေါ့ခင်ဗျာကိုပြောင်းမဲ့ဖုန်းနံပါတ်ကလေးကိုရိုက်ထည့်ပြီးတော့ login ဝင်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ရိုက်ထည့်လိုက်ရင်ဖုန်းနံပါတ်မှာကုတ်ပို့လာမှာပေါ့ခင်ဗျာအဲ့ဒီကုတ်ကလေးကိုထပ်ပြီးတော့ ကျန်ထည့်ပေးလိုက်ရင်ကျွန်တော် login ဝင်တော့ပါလိမ့်မယ်ခင်ဗျာကျွန်တော်တို့ကအဲ့လို detail software တွေကို login ဝင်ပြီးဆိုရင်တော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာအဲညာဘက်တောင်အောက်ကပေါ့ခင်ဗျာဒီမှာ most ဆိုတာလေးတဲ့ကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ဒီမှာ most ဆိုတဲ့ထက်ကိုတစ်ချက်နှိပ်လိုက်ပါမယ် most ဆိုတဲ့ထက်ကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာအဲဒီမှာ ဘာရဖိုင်းပရီပေးအုံနာရှစ်ပေါ့ခင်ဗျာအဲ့ဒီထက်ကိုတစ်ချက်နှိမ့်ဝင်အောင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကဒီမှာအာဘာရဖိုင်းပရီပေးအုံနာရှစ်ဆိုတဲ့ထက်ကိုတစ်ချက်နှိမ့်ဝင်လိုက်ပါမယ် အဲ့ဒီလိုနှိပ်ဝင်လိုက်ရင်တော့အခုလေအခုလိုလေးပေါ်လာမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကထိုင်းစာတွေမတက်လဲပေါင်းဖြစ်ပါခင်ဗျာအဲ့လိုအပြာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးတော့ကျွန်တော်တို့ကဒီမှာတော့ကျွန်တော်တို့ကိုမှတ်ပုံတင်မဲ့ပေါ့ခင်ဗျာကိုယ့်ရဲ့နာမည်ပေါက်ပြောင်းမယ်ဖုန်းနံပါတ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီတော့ဒီမှာကျွန်တော်တို့က OTP ကုန်းယူရမှာဖြစ်တဲ့အတွက် OTP ပေါ့ခင်ဗျာ SMS ဆိုရဲဒီစာတန်းလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့က စင်ကတ်ကိုပေါ့ခင်ဗျာဒီမှာကုတ်လေးလုံးပို့လာမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီကုတ်လေးလုံးကိုအခုအကွက်ထဲမှာရိုက်ထည့်ပြန်มาဖြစ်ပါတယ်ခင်ဗျာအဲ့ဒီမှာပို့လာပြီပေါ့ခင်ဗျာအဲ့ဒီမှာပို့လာတဲ့ကျွန်တော်တို့ကုတ်လေးလုံးကိုပေါ့ခင်ဗျာကုတ်နံပါတ်လေးလုံးကိုကျွန်တော်တို့ရိုက်ထည့်ပြန်มาဖြစ်ပါတယ်အဲကျွန်တော်တို့ရိုက်ထက်ပြီးတော့ဒီမှာအောက်ကအပြရန်လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာ။နှိပ်လိုက်ရင်တော့အခုလိုလေးပေါ်လာမှာဖြစ်ပါတယ်ခင်ဗျာ။ပေါ်လာပြီဆိုရင်တော့ကျွန်တော်ညာဘက်ကအပြရန်လေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ။ အဲ့ဆိုရင်တော့ကျွန်တော်တို့ကဒီမှာလိုအပ်တာတွေသူကပြရပေါ့ခင်ဗျာကျွန်တော်တို့မှတ်ပုံတင်ဖို့အတွက် ID ကတ်တာမို့ passport လိုရပေါ့ခင်ဗျာကျွန်တော်ကဒီမှာအာဒီအနီတန်းအနီအောင်စာတန်းတွေကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာဒီအနီအောင်စာတန်းတွေကိုတစ်ချက်နှိပ်လိုက်ပါမယ်အခုအခုလိုနေပေါ်လာရင်တော့ကျွန်တော်တို့ကပေါ့ခင်ဗျာ passport ပုံကကျွန်တော်တို့ဖုန်းထဲမှာရိုက်ပြီးသားရှိရင်တော့ဒီဘက်ကဓာတ်ပုံလိုင်းတွေကိုရွေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကရိုက်ပြီးသားမရှိဘူးဆိုရင်တော့ဒီကင်မရာလေးကိုတစ်ချက်ရွေးပေးရမှာဖြစ်ပါတယ်ခင်ဗျာ ဒီမှာပေါ့ခင်ဗျာဒီမှာကင်မရာလည်းရွေးလို့ရတယ်ပေါ့ခင်ဗျာကျွန်တော်တို့ကဖုန်းထဲမှာပုံမရှိတဲ့လူကကင်မရာကိုရွေးမယ်အဖုန်းထဲမှာကုံပုံရှိပြီးသားလူကတော့ဒီဘက်ကဂလာရီဆိုတဲ့ဓာတ်ပုံလိုင်းလေးကိုတစ်ချက်ရွေးလိုက်ပါမယ်ခင်ဗျာကျွန်တော်ကဖုန်းထဲမှာတော့ပုံရှိတယ်ပေါ့ခင်ဗျာ passport ပုံလည်းရှိတယ်ကိုပုံလည်းရိုက်ထားတာရှိတယ်ပေါ့ခင်ဗျာအဆင်ပြေမပြေတော့မပြေဘူးပေါ့ခင်ဗျာကျွန်တော်ဒီမှာဓာတ်ပုံလိုင်းလေးကိုပဲရွေးကြည့်လိုက်ပါမယ်ခင်ဗျာ ရောက်ပြီဆိုရင်ဓာတ်ပုံ line နဲ့ရောက်ပြီဆိုရင်ဒီမှာပေါ့ခင်ဗျာကျွန်တော် passport လေးကိုတစ်ချက် passport ပုံလေးကိုရွှေ့လိုက်ပါမယ်ရွှေ့လိုက်တဲ့အချိန်မှာဒီမှာ passport ပုံကပေါ့ခင်ဗျာဒီမှာအဆင်မပြေဘူးပေါ့ခင်ဗျာပုံကအပြည့်မပေါ်ဘူးပေါ့ခင်ဗျာဒီမှာဘလို့လုံလို့အပြည့်မပေါ်ဘူးဖြစ်နေတယ်ပေါ့ခင်ဗျာဒါကြောင့်မလို့ကျွန်တော်ချက်ချင်းနဲ့ပြန်ထွက်ပြီးတော့ဓာတ်ပုံနဲ့တစ်ချက်ချက်ချင်းရိုက်ပြီးတော့ပဲတင်ပေးရမှာပေါ့ခင်ဗျာဒါကြောင့်မလို့ဒီမှာအနီအောင်စာတန်းလေးကိုတစ်ချက်ပြန်နှိပ်လိုက်မယ်ဒီမှာအနီအောင်လေးကိုပြန်နှိပ်လိုက်မယ်ပေါ့ခင်ဗျာ နေပြီးတော့ကျွန်တော်ကင်မရာကိုဝဲတစ်ချက်ရွှေလိုက်ပါမယ်ခင်ဗျာဘာလို့လဲဆိုတော့ဖုန်းထဲကပုံကအဆင်မပြေတဲ့အတွက်ပေါ့ခင်ဗျာပုံအပြည့်မပေါ်တဲ့အတွက်အဲဒီကင်မရာလေးကိုတစ်ချက်ရွှေလိုက်မယ်ပေါ့ခင်ဗျာရွှေပြီးတော့ကျွန်တော် passport စာအုပ်ပေါ့ခင်ဗျာရိုက်ပြီးတော့ဝဲတင်လိုက်ပါမယ်ခင်ဗျာအဲဒီမှာ passport စာအုပ်ကိုရိုက်ပြီးတော့ဝဲတင်လိုက်ပါမယ်အဲ့လိုရိုက်ပြီးဆိုရင်တော့ဒီဘက်ကအမှန်ချက်ကလေးပေါ့ခင်ဗျာညာဘက်ကအမှန်ချက်ကလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါမယ်ခင်ဗျာ ဒီမှာကိုယ့်ရဲ့စိတ်တိုင်းကြပါခင်ဗျာဒီမှာကိုယ်ကိုယ်စိတ်တိုင်းကြလေးရွေးပြီးဆိုရင်တော့အမှန်ကြီးကလေးကိုထပ်ရွေးပဲပေါ့ခင်ဗျာအအခုလိုလေးကျွန်တော်တို့ကဒါဆိုရင်တော့ passport တော့ရောက်သွားပြီပေါ့ခင်ဗျာတင်လို့ပြီပြီဒီမှာတော့ကျွန်တော်တို့ကိုယ့်ရဲ့ပုံကိုပြန်ပြီးတော့ရိုက်ပြီးတော့တင်ဖို့လိုတယ်ပေါ့ခင်ဗျာအာကိုယ့်ရဲ့ပုံကကျွန်တော်တို့ကမျက်နှာကိုအဓိကမျက်နှာပေါ့ခင်ဗျာကိုယ်လုံးနေအောက်ပိုင်းနေပေါ်စရာမလို့အဓိကမျက်နှာမျက်နှာအဓိကပေါ့ခင်ဗျာကျွန်တော်တို့ဒီအပေါ်ပိုင်းကမျက်နှာကိုရှင်းနေတဲ့ပုံဖြစ်ရပါမယ်ခင်ဗျာအားကြောင့်မလို့ကျွန်တော် ကိုယ့်ရဲ့ပုံကိုတင်ဖို့အတွက်ဒီအနီအောင်စာတန်းမျိုးတစ်ချက်ထပ်ပြီးတော့နှိပ်လိုက်မယ်ပေါ့ခင်ဗျာဒီအနီအောင်စာတန်းမျိုးတစ်ချက်ထပ်ပြီးတော့နှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်ကကျွန်တော်ရဲ့ပုံကဖုန်းထဲမှာရှိတဲ့အတွက်ပေါ့ခင်ဗျာကျွန်တော်ဓာတ်ဒီကင်မရာကိုမရွေးတော့ဘူးပေါ့ခင်ဗျာကျွန်တော်တို့ကဒီမှာဓာတ်ပုံတိုင်းဖြစ်တဲ့ဒီမှာကလာရီကိုပဲတစ်ချက်ရွေးလိုက်ပါမယ်ခင်ဗျာပြီးပြီးတော့ဒီမှာကျွန်တော်ရဲ့ပုံလေးကိုတစ်ချက်ရွေးလိုက်မယ်ပေါ့ခင်ဗျာ အဲကျွန်တော်ဒီပုံလေးကိုတစ်ချက်ရွေးလိုက်ပါမယ်ခင်ဗျာပြီးပြီးတော့ဒီမှာအမှန်ချက်ကလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်စိတ်တိုင်းကြပြီပို့ဆိုရင်တော့ခင်ဗျာဒီမှာအမှန်ချက်ကလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာ အဲအခုလိုလေးပေါ်လာရင်တော့ကျွန်တော်တို့ကဒီမှာ ID card နဲ့တင်လာလားပေါ့ခင်ဗျာအာတကူရဲ့နာမည်ပေါက်ကို ID card နဲ့တင်လာလား passport နဲ့တင်လာလားပေါ့ခင်ဗျာအလားလေးကိုတစ်ချက်ရွေးပေးရမှာဖြစ်ပါတယ်ခင်ဗျာအာကျွန်တော်တို့ဒီဘက်အချမ်းอ่ะပေါ့ခင်ဗျာကျွန်တော်တို့က ID card ဖြစ်ပါတယ်အဲအာ ID card ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့က passport နဲ့တင်မဲ့သူကအာကျွန်တော်တို့ကမြန်မာနိုင်ငံသားဖြစ်တဲ့အတွက် passport နဲ့တင်တာဖြစ်တဲ့အတွက်အခုမြားပြတဲ့ဘက်ပေါ့ခင်ဗျာညာဘက်အချမ်းကိုတစ်ချက်ရွေးပေးရမှာဖြစ်ပါတယ်ခင်ဗျာ အဲကျွန်တော်တို့ကဒီဘက်ကိုရွေးပြအောင်မယ်ရွေးပြီးတော့ကျွန်တော်တို့ကအပေါ်ဆုံးကပေါ့ခင်ဗျာအဲ့ဒီမှာ၃ခွက်ရှိတယ်ဟုတ်ပါ၃ခွက်ရှိတယ်ပေါ့ခင်ဗျာအပေါ်ဆုံးကတော့ကျွန်တော်တို့ကအဲ passport number ပေါ့ခင်ဗျာ passport number ကိုအပြည့်စုံရေးပြရမှာဖြစ်ပါတယ်ခင်ဗျာ passport number ရေးတဲ့အခါမှာလည်းကျွန်တော်တို့အစ ABC ပေါ့ခင်ဗျာအဲ့လိုပါတဲ့အင်္ဂလိပ်အက္ခရာတွေကနေစပြီးတော့အောက်က နောက်မှာပါတဲ့1နှစ်3နှစ်အကုန်ပေါ့ခင်ဗျာရေးပြရမှာဖြစ်ပါတယ်။အောက်ဆုံး2ကွက်ကတော့ကိုယ့်ရဲ့နာမည်ပေါ့ခင်ဗျာနာမည်နှလုံးရှိရင်အပေါ်မှာအာတလုံးအောက်မှာတလုံးပေါ့ဥမာကိုအောင်ဆိုရင်အပေါ်ကွက်မှာကိုအောင်ပေါ့ကိုပေါ့ခင်ဗျာအောက်မှာအောင်ပေါ့ခင်ဗျာနာမည်၃လုံးရှိရဲ့သူကတော့အပေါ်မှာနှလုံးထည့်ပြီးအောက်မှာတလုံးအဲ့လိုခွဲထည့်လို့လည်းရတယ်ပေါ့ခင်ဗျာ။ရောရောအဲ့လို passport number တွေပေါ့ခင်ဗျာနာမည်တွေထည့်ပြီးဆိုရင်တော့အဲ့ဒီမှာအပြာအပြာရောင်လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာအပြာရောင်လေးကိုတစ်ချက်နှိပ်လိုက်ပါမယ် နှိပ်ပြီဆိုရင်တော့အခုလိုလေးပေါ်လာမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကိုယ့်ရဲ့ info အချက်လက်တွေကိုပြန်ပြီးတော့စစ်ခိုင်းတာပေါ့ခင်ဗျာကျွန်တော်တို့ပြန်ပြင်ခြင်းအဲ့မှာအနီအောင်ပေါ့ခင်ဗျာခဲတံပုံလေးနှိပ်ပြီးတော့ပြန်ပြင်လို့ရပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့အချက်လက်တွေမှန်ပြီဆိုရင်တော့ဒီဘက်ကပေါ့ခင်ဗျာညာဘက်ကအပြာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဆန့်လုပ်လိုက်ရမှာဖြစ်ပါတယ်ခင်ဗျာဒီဘက်ကကျွန်တော်တို့ကမှန်ပြီဆိုရင်ဒီဘက်ကအပြာလေးကိုပဲတစ်ချက်နှိပ်လိုက်အောင်ပါပဲခင်ဗျာ ခုလိုလေးပေါ်လာရင်တော့ကျွန်တော်တို့ဒီအောက်ကလေးတောင်အကွက်ထဲမှာပေါ့ခင်ဗျာ အမှန်ချစ်ကလေးတစ်ချဲချစ်ပြရမှာဖြစ်ပါတယ်ခင်ဗျာဒီထဲမှာကျွန်တော်တို့အမှန်ချစ်ကလေးတစ်ချဲချစ်ပြလိုက်ပါမယ်ချစ်ပြရင်တော့ကျွန်တော်တို့ဒီဘက်ကဒီမှာပေါ့ခင်ဗျာအပြာလေးကိုတစ်ချဲနှိပ်လိုက်အောင်ပေါ့ခင်ဗျာအပြာရောင်စာလေးကိုတစ်ချဲနှိပ်လိုက်ရင်ရပါပြီခင်ဗျာ အဲအခုလိုလေးပေါ်လာရင်တော့ကျွန်တော်တို့ရဲ့ single ပေါ့ခင်ဗျာအာကိုယ့်ရဲ့နာမည်ပေါက်ပြောင်းတာအောင်မြင်ပါတယ်ခင်ဗျာအဲ့လိုအမှန်ကြီးကလေးပေါ်ရင်တော့ကျွန်တော်တို့နာမည်ပေါက်ပြောင်းတာအောင်မြင်တယ်ပေါ့ခင်ဗျာပြီးပြီပေါ့ခင်ဗျာကျွန်တော်တို့ကပြန်ထွက်ကျင်တော့အဲ့မှာအာအပြာရောင်စာလေးကိုတစ်ချက်နှိပ်ပြီးတော့ထွက်လည်အောင်ပါခင်ဗျာဒါဆိုရင်တော့ရတော့ပြီပေါ့ခင်ဗျာနာမည်ပေါက်ပြောင်းတာရတော့ပါပြီခင်ဗျာ အာကိုကတင်ချောင်းထပ်ပြီးတော့စစ်ချင်ပေါ့ခင်ဗျာအာဖုန်းနံပါတ်ကလေးဖော်ကြည့်လိုက်အောင်ပေါ့ခင်ဗျာဖုန်းနံပါတ်နာဒီတဲ့ဖုန်းနံပါတ်ဖော်ကြည့်တာတော့လူတိုင်းလူလူသိပါတယ်ခင်ဗျာ1 3ညာ2ပေါ့ခင်ဗျာ star 1 3ညာ2 hashtag ကလေးနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာအာဖုန်းထိုးလိုက်ရင်ပေါ့ခင်ဗျာဖုန်းနံပါတ်ကလေးပေါ်လာမှာဖြစ်ပါတယ်ခင်ဗျာအဲအဲ့ဒီလိုကိုယ့်ရဲ့ဖုန်းနံပါတ်ဖော်ကြည့်တဲ့အချိန်မှာအဲ့ဒီမှာနံပါတ်၄လုံးပေါ့ခင်ဗျာနောက်ဆုံးမှာနံပါတ်၄လုံးက ကိုယ့်ရဲ့ passport ရဲ့ number ဖြစ်ရပါမှာခင်ဗျာ passport ရဲ့နောက်ဆုံး number လေးလုံးဖြစ်ပါတယ်ခင်ဗျာအဲ့ဒီမှာကိုယ့်ရဲ့ passport ရဲ့ owner ဒီ number လေးလုံးနဲ့တူးနေရပြီပေါ့ခင်ဗျာဒါဆိုရင်တော့ကိုယ့်ရဲ့ number ပေါ့ဖြစ်ပါတယ်ခင်ဗျာအခုကတော့ကျွန်တော်တို့ time detail sync ကိုပေါ့ခင်ဗျာကိုယ့်ရဲ့ number ပေါ့ပြောင်းခြင်းဘယ်လိုပြောင်းရမလဲစတာလေးကိုပြန်တော့ပြန်လည်မျှဝေပြခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ